ဒါပေမဲ့နာဆာကနဲ့ဒေါ်အောင်ဆန်းစုကြည်တွေ့နေပြီလားစကားပြောနေပြီလားဒါကိုအသေးချာတရားမှမသိသေးဘူးဖြစ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဆိုရင်ကျွန်တော်တို့ထိုင်းနဲ့ဆက်ဆက်ပြီးတော့ ပြောရမယ်ဆိုရင်ကျွန်တော်တို့ကြာသိခင်ကမှထိုင်းနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးညမပြည်ကိုခိုးကြောင်ကိုဝဲနဲ့ရောက်လာပြီးတော့နေချင်းပြန်လာပြီးဘူဂျုံမူကြီးမင်းအောင်လှိုင်နဲ့ရောဒေါအောင်ဆက်စုကြည်နဲ့ရောတွေ့သွားတယ်ဆိုပြီးတော့အဲသူအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာသတင်းထောက်တွေကိုဖွင့်ချပြီးတော့အဲ့ဒီကဆက်သွားတော့အဲ့ဒီမှာဟောဆရာဒီဒီကူဖြစ်တဲ့ အခင်းကျင်းထဲမှာထိုင်းနိုင်ငံပါလာတော့အရင်တော့ကဆိုရင်သဘောကဒီလိုကိစ္စမျိုးတွေမှာကြားဝင်ပြီးတော့နှိမ့်နိုင်ဖို့ဆိုတဲ့ပုံစံမျိုးတွေနဲ့တရုတ်ကနေပြီးတော့ဝင်လာလိမ့်ရှိတယ်ဒီတခါတော့တရုတ်မဟုတ်ဘဲနဲ့ထိုင်းဝင်လာတယ်ပြီးတော့အဲ့ဒီပုံမှာရောဆရာအနေနဲ့ဘလို့သုံးသက်လို့ပါတယ်ခင်ဗျအဲဒါကတော့မြေပေါ်ဟောက်မဲ့ဗျကျွန်တော်တို့ဘူကျုပ်အဥခင်ညွန်းလက်ထက်ပေါ့ဥတန်းရွှေတို့လက်ထက်ကကျွန်တော်ကြုံလိုက်ရတဲ့အတွေ့အကြုံကတော့2000ခုနှစ် ဒီဟိုထဲမှာအခုလို့ February လမှာပဲအာ2000ခုနှစ် February လမှာလောက်မှာပဲသူတို့ကထိုင်းနိုင်ငံနဲ့ထိုင်းကိုတဆင့်ကန်ပြီးတော့နိုင်ငံတကာကို message ပေးတဲ့လုပ်ငန်းစလုပ်ခဲ့အဲ့ဒါနဲ့2000ခုနှစ်စက်တင်ဘာမှာ taxation of water အာ2000ခုနှစ် sorry 2000ခုနှစ်အဲ taxation of water ကဘာထုတ်ပြောလဲဆို roadmap ခုနှစ်ချက်အတိုင်းတွားဖို့အတွက်သူကနိုင်ငံတကာမှာဒီအခု ဟာပြုတ်သွားတဲ့ထိုင်းရဲ့ဝင်ကြီးချုပ် Taxational Authority ဒါအာဏာသိမ်းထားတဲ့စစ်အစိုးရပေါ့အဲ့တော့စစ်အစိုးရချပြီးမဲ့ roadmap ခုနှစ်ချက်ကိုတွားဖို့အတွက်စပြီးတော့နိုင်ငံတကာကို broadcasting လုပ်တယ်ဗျာဒါမှမဟုတ်လဲတန်တမန်ရေးအရသူကဟိုတည်းနားထွင်းလိုက်တာပေါ့ဗျာအဲနားထွင်းနားတာတယ်အခုလေကျွန်တော်နားလေတာတော့ထိုင်းနိုင်ငံက ုတိယနိုင်ငံရေးဝန်ကြီးဒေါအောင်ဆန်းစုကြည်နဲ့တွေ့တွေ့တယ်။အဲကန့်တတ်ချက်တွေမပါပဲတွေ့ကြတယ်။အဲဒေါအောင်ဆန်းစုကြည်ကပြည်ဆောင်ဆွေးနွေးပွဲတွေနော်ဖြစ်လာဖို့သူ့အနေနဲ့ဆန္ဒရှိတယ်။ပြည်ဆောင်ဆွေးနွေးမှုတွေလည်းသူကလုပ်ချင်တယ်လို့ပြောတယ်။ဟုတ်ကဲ့။ပြီးတော့ NUG ကိစ္စနဲ့ပြောတဲ့အကြောင်းတရားကတော့အဲအဲသူဒီ NUG တို့ဒီလိုလက်နက်ကင်တော်လှန်နေတဲ့အကြမ်းဖက်တော်လှန်တာတို့ဒါထိခိုက် တဲ့ဒီတစုံတရာထိခိုက်ပြီးတွေးမိကြနေတဲ့ပုံစံမျိုးတွေကိုတော့အဲသူမထောက်ခံပါဘူးလို့သူပြောလိုက်တယ်လို့အချို့မီဒီယာတွေမှာတော့ရေးကြတယ်ဟုတ်ပါဆိုတော့ကျွန်တော်ကဘာသွားတွေ့လဲဆိုတော့အရင်ဆုံးခိုင်းကမလာခင်တရုတ်ကဗမာပြည်ကို၃ချိန်ရောက်ပြီဘာကြောက်ရောက်တယ်လဲဆိုတော့တရုတ်ထောက်လိုက်ရင်တရင်အချက်လက်အရာတော့ရခိုင်ဥသိမ်းစိန်က constitutional government လို့ပြောလို့ရတယ်ဘလို့ပဲညင်ညင် တထောင်ချက်အခြေခံဖွဲ့စည်းပုံနဲ့အစိုးရဖြစ်လာတဲ့အတွက် constitutional government ဟုတ်ကဲ့တော့အောင်စန်းစုကြည်ကလည်း2015မဲနိုင်ပြီးတော့ဖြစ်လာတဲ့အစိုးရမလို့ constitutional government ဆိုတော့အခုဆိုလို့က constitutional government တွေနဲ့တရုတ်နဲ့စာချုပ်ချုပ်တာစာချုပ်ပေါင်းစီမံကိန်းပေါင်း32ခုရှိတယ်32ခုမှာလက်ရှိတရုတ်လုပ်နိုင်တာနှစ်ခုပဲရှိပြီး30ရပ်ထားရပ်ထားတော့တရုတ်ကစီမံကိန်းတွေကို ်တက်ဆိုင်ရာတရုတ်နိုင်ငံကဒီစီမံကိန်းတွေကိုအကောင့်ထဲပေါ်နိုင်မဲ့ company တွေကိုသူတို့က contract ပေးထားပြီးသားမလို့ဒီ company တွေကဒီ contract အရာတက်တန်းလက်ကုန်ဆုံးသွားပြီလုံးလို့လည်းမရအောင်တိုင်းပြည်လည်းမတည်ငြိမ်ဘူးဆိုတော့တရုတ်အစိုးရ complain တက်ကြ complain တက်ကြတဲ့အခါကျတော့တရုတ်အစိုးရကနိုင်ငံရေးပြုပြင်ပြောင်းလဲဖို့အတွက်မြန်မာနိုင်ငံကို၃ချိန်လာခဲ့ပါတယ်ဒေါ်ဆန်းစုကြည်နဲ့လည်းတွေ့တဲ့တွေ့ချင်တဲ့အတွက်သူတို့ အဲပြောကြောင်းလေပြောမယ်ပေါ့လေကျွန်တော်တို့အကြတော့နတ်ဆာကနဲ့လာရောက်တွေ့တာတုံးနေရှိပြီသူတို့ရဲ့လုပ်ငန်းတွေဒီသဘောတူညီချက်တွေအစိုးရနှစ်ရက်နဲ့သူတို့သဘောတူထားတဲ့သဘောတူညီချက်တွေကိုသူတို့အကောင့်ထဲပေါ်ကျင်တဲ့အကြောင်းတွေနိုင်ငံကမတည်ငြိမ်တဲ့အတွက်အကောင့်ထဲပေါ်လို့မရတဲ့အကြောင်းတွေဒါတွေကိုနိုင်ငံတည်ငြိမ်အောင်လုပ်ဖို့အတွက်နိုင်ငံရေးရာပြင်ဆင်မှုတစုံတရာလုပ်ဖို့အတွက်တရုတ်လာဆွေးနွေးတာတုံးချိန်ရှိကျွန်တော်ကဘာသွားတွေ့လဲဆိုတော့ တရုတ်ကအရင်လိုမဟုတ်တော့ဘူးသူကတန်တမန်လိုင်းကိုတွင်းတွေပြီးတော့သူ့လုပ်ငန်းတွေကိုအကောင့်ထဲပေါ်လာတဲ့ဟိုအရင်ချင်းမှုပုံစံတရားပြောင်းလာအရင်တုန်းကတော့သူကအာနာရှင်တွေကိုထောက်ပံ့မယ်တူလူချင်းတဲ့အလုပ်ကိုဘသူတွေပါပြောပြောဝင်လုပ်တယ်ခနေ့ကျတော့တရုတ်လည်းကမ္ဘာမားကတ်ကြီးမှာရှင်ပြိုင်လာတယ်နာမည်အရန်ပြက်လာတရုတ်ကအဲ့တဲ့အရာပူချင်းအရာအရန်ကိုကနချိုးဖောက်မှုတွေရှိတယ်အာဖရိကတွေမှာရော ပါပြည်လင်္ကာကိစ္စတွေမှာရောဒါကဘာပေါ်မှာဟိုးလေးတကြော်ဖြစ်တော့တရုတ်ကမြန်မာနိုင်ငံကိုသူကအဲ့ဒီလိုဟိုဟိုတင်အာဏာယူထားတဲ့အာဏာရှင်ဖြစ်ဖြစ်ဘသူဖြစ်ဖြစ်ဒီလူတွေကိုသူ့ရဲ့ပါဝါနဲ့အထောက်ပံ့ပေးပြီးသူလုပ်ချင်တဲ့စီးပွားရေးထက်သခင်ရှိတဲ့စာချုပ်ချုပ်ထားတဲ့ဥစ္စာတွေကိုအကောင့်ထဲပေါ်ဖို့အတွက်တရုတ်ကအရန်ဆိုင်ပြင်းနေဘာလို့သူ့ရဲ့ဒုတိယသူ့ရဲ့ခြေထောက်အောက်ပိုင်းဖြစ်တဲ့ တောင်ပိုင်းထွက်ပေါက်လည်းဖြစ်နေတဲ့နေရာအဲ့လိုတောင်ပိုင်းထွက်ပေါက်လည်းဖြစ်နေတဲ့မြန်မာနိုင်ငံကို तू အဲ့ဒါတွေမလုပ်ရလို့ तू ဆုံးရှုံးနေတဲ့အကြောင်းတွေကို तू လာပြောပြသားဖြစ်တယ်သို့တော့ချက်ချင်းမြန်မာအစိုးရကလက်ရှိအခုနတ်ဆကကဒေါ်အောင်ဆန်းစုကြည်နဲ့တရုတ်နဲ့ပေးမတွေ့ရခြင်းအကြောင်းရင်းကတော့ကျွန်တော်နားလေတာကတော့ဟုတ်ကဲ့အာဆီယံကို ုနာကကျွန်တော်ပြောတဲ့တပ်ပါဆန်နဲ့ message ပေးလိုက်အာဆီယံရဲ့သဘောထားဘလောက်ထွက်လာမလဲကျွန်တော်ထင်တာတော့ diplomat counter weight လို့ခေါ်တာပေါ့ဟုတ်ကဲ့ diplomatic counter weight ပေါ့တန်တမန်နေရဲ့သဘောထားတွေကိုစောင့်ကြည့်ပြီးတော့မှသူတို့တိုးတိုးတိတ်တိတ်ဒေါအောင်ဆန်းစုကြည်နဲ့ဆွေးနွေးမယ်ဒေါအောင်ဆန်းစုကြည်ကတစုံတရာသူတို့အနေနဲ့ဟို ဆောင်ရွက်လို့ရမယ့်ဥစ္စာမျိုးဖြစ်ပေါ်လာမှသာလျက်ခုနကတရုတ်နဲ့ပေးတွေ့မဲ့သဘောရှိဒါကျွန်တော်တွေ့ရတဲ့အချက်နောက်ဆုံးအချက်အနေနဲ့ကျွန်တော်ပြောနိုင်တဲ့အချက်ကတော့တရုတ်ကနာဆာကကိုပြောထားတဲ့သတင်းစကားရှိတရုတ်ကဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရသူတို့တက်တန်းတိုးနေတာတိုးနေတာတိုးနေတာကိုတရုတ်ကမြင်လာဟုတ်တယ်အင်္ဂလန်ကဆန်ရှင်တွေကိုလည်းမြန်မာနဲ့အတူတရုတ်ပါ တချို့ကိစ္စတွေမှာပတ်သက်လာတာတွေရှိဟုတ်တယ်ဆိုတော့နိုင်ငံတကာကိုတရုတ်ကကြောက်လို့လားဆိုတော့မကြောက်ဘူးတရုတ်ကမကြောက်ဘူးကျွန်တော်သိတယ်ဒါပေမဲ့တရုတ်ကသူ့စီးပွားရေးသူ့ market တွေထိခိုက်မှာအဲအဲသူ့ရဲ့ reputation တွေပေါ့ဗျာဟုတ်ပါထိခိုက်မှာကိုတော့ तू ဒီနောက်ပိုင်းအယံသတိထားလာဆိုတော့နတ်ဆကကနတ်ဆကကိုတရုတ်ပေးတဲ့ message ကအယံရှင်းတယ်ဒီလိုတက်တန်းတွန်းနေပြီးတော့ ရွေးကောက်ပွဲလုပ်သွားဖို့အချိန်ထိကဘလောက်တည်ငြိမ်မှာဘလောက်ဆောက်ရအောင်မှာဘလောက်ကြာအောင်မှာဆိုတာဘယ်သူမှမသိဒါပေမဲ့တရုတ်ဖြစ်ချင်တဲ့နိုင်ငံတကာလည်းလက်ခံသွားနိုင်ကျင်တယ်နော်သူတို့လည်းအဆင်ပြေမယ်ဆိုတော့လမ်းကြောင်းတစ်ခုကတော့ဂျားပြတ်ဂျာကြီးစုပေါင်းအစိုးရတရတိုင်းရင်းသားတွေပါမယ်နိုင်ငံရေးပါတီဝင်တွေပါမယ်အဲပြီးတဲ့အခါကျတော့တက်ဆိုင်ရတော့ပညာရှင်တွေပါမယ် ြားပြတ်အစိုးရထွက်ပြီးတော့အဲ့ဒီအစိုးရကကျင်းပပေးတဲ့ရွေးကောက်ပွဲမျိုးကိုတရုတ်ကတွားခြင်းဒါကုန်စိတ်ခါရတရုတ်ကစဉ်းစားတာဟုတ်ကဲ့ဒါပေမဲ့နာဆာကနဲ့ဒေါ်အောင်ဆန်းစုကြည်တွေ့နေပြီလားစကားပြောနေပြီလားဒါကိုအတိအချာတရားမှမသိသေးဘူးဖြစ်ဟုတ်ကဲ့